မင်္ဂလာပါခင်ဗျာကျွန်တော်ကတော့ဆွဲသစ်ပါ DVP ရုံးမြင့်တန်းကြားရဲ့နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါရမယ်ကိုကန့်တက် MNDA ထိန်းချုပ်နယ်မြေမှာရွှမ်း၅သိန်းအထက်ရင်းနှီးမြှုပ်နှံနိုင်သူတွေကိုဇွန်လအစောပိုင်းကစပြီးနယ်စပ်ဖြတ်ကျော်ခွင့်စာအုပ်လုပ်ပေးနေတယ်လို့ဒေသခံတွေစီကနေသိရပါဗျတရုတ်ငွေရွှမ်း၅သိန်း မြန်မာငွေကျပ်3000ကျော်နဲ့အထက်ရင်းနှီးမြှုပ်နှံပြီးစီးပွားရေးလုပ်သူတွေကိုချင်းရွှေဟော်ကနေတရုတ်ဘက်အဝင်ထွက်စားအုပ်လုပ်ပေးနေတာလို့ဆိုပါရယ် MNDA ထိန်းချုပ်နယ်မြေပြင်ပကနေဝင်ရောက်လာသူတွေအနေနဲ့ရွှေ9သိန်းနဲ့အထက်တန်ဖိုးရှိတဲ့စီးပွားရေးလုပ်ငန်းစွန့်ဦးတီထွင်လုပ်ငန်းအင်ချမ်းမြေပိုင်ဆိုင်မှု9နှစ်အထက်ဘန်အတိုးမဲ့ပုံတိအငွေတွေရှိရင်အင်အောင်စုနဲ့မပုံတင်ကတ်တွေကိုရယူနိုင်တယ်လို့ MNDA ကဖော်ပြထားပါရယ် MNDA ဘက်ကပြုတ်လုပေးတဲ့အနောက်စုစည်းင်းစာအုပ်နဲ့ဒေသခံမှတ်ပုံတင်ကပ်ပြားရှိရင်နေဆက်ဖြတ်ကျော်권စာအုပ်လုပ်လို့ရပြီးနေဆက်မျိုးတွေပဲသွားလာလို့ရတယ်လို့နေဆက်ကုံတဲ့တယောက်ကပြောပါတယ်။တရုတ်နိုင်ငံသားတွေကလည်းတိန်နီနဲ့အထက်ပိုင်းကိုလာပြီးရင်းနှီးမြှုပ်နှံလာကြကလာရှိုးကွမ်းလုံလမ်းမကြီးပေတွေဘေးမှာဒေသခံတွေရဲ့ခြံတွေကိုအကုန်ငားရန်ကအဆောက်အအုံတွေလည်းစောင့်နေကြတယ်လို့ဒေသခံတွေကပြောပါတယ်ခင်ဗျာ။ အာရခတက်တော်ရေးထိန်းချုပ်ထားတဲ့ရခိုင်ကားမြို့နယ်တွေမှာလေကြောင်းတိုက်ခိုက်ခံရမှုကိုကြိုတင်သတိပေးတဲ့လေကြောင်းရန်ကာကွယ်ပေးစနစ်မရှိသေးလို့တက်ဆင်ပေးဖို့ရခိုင်ကဒေသခံတွေနဲ့လူခွင့်ရေးတက်ကြလှူရှားသူတွေကတောင်းဆိုနေကြပါတယ်။ကေခိုင်သတင်းပေးပို့ထားပါတယ်ခင်ဗျာ။ စစ်ကောင်စီကျူးလွန်နေတဲ့ဆေးရာဇဝတ်မှုတွေကတခုဖြစ်တဲ့အရသာပြည်သူတွေအပေါ်ပြစ်မှတ်ထားပြီးလေကြောင်းတိုက်ခိုက်မှုတွေကြောင့်ထိခိုက်သေးဆုံးမှုတွေဟာလည်းနေ့စဉ်နဲ့အမျှမြင့်တက်လာနေပါတယ်။အလားတူပဲစစ်ကောင်စီကအပြစ်ရကြောင်ကြီးညာထားပေမဲ့ရခိုင်မှာနေမျိုးတွေကိုလက်လွတ်ဆုံးရှုံးခဲ့ရပြီးစစ်ရှုံးနေတာကြောင့်အရသာပြည်သူတွေပေါ်ပြစ်မှတ်ထားပြီးလေကြောင်းတိုက်ခိုက်မှုတွေဟာဇက်တိုက်ဆိုသလိုရှိလာနေပါတယ်။ 2025ခုနှစ်ဇန်နဝါရီလ1ရက်နေ့ကနေမေလ31ရက်နေ့အထိငါလာတာအတွင်းမှာစစ်ကောင်စီရဲ့လေကြောင်းဘုံကျဲတိုက်ခိုက်မှုကြောင့်ရခိုင်မှာအရသာပြည်သူ68ဦးနဲ့ဒုတိယအများဆုံးသေဆုံးခဲ့တယ်လို့ AAPP ကထုတ်ပြန်ထားပါတယ်။အခုလိုလေကြောင်းတိုက်ခိုက်မှုတွေဇက်တိုက်ရှိလာနေပေမဲ့ရခိုင်မှာ လေကြောင်းရဲ့အတီပဲကောက်ွယ်ပေးတဲ့စနစ်တွေတက်ဆင်ထားတာမရှိတဲ့အတွက်လေကြောင်းအန္တရာယ်နဲ့ပတ်သက်ပြီးပို့ပြီးတော့စိုးရင်ရတယ်လို့ကြောက်တော်ဒေတာခန့်တယောက်ကပြောပါတယ်။ အဲချင်းချောက်ဒေတာတွေမှာတော့ NDA နဲ့ပတ်သက်ပြီးတော့တော့တတိပေးတဲ့အနေနဲ့အဝေးဆွေးတာတော့အဲ့လိုအလန်းပေးတဲ့ပုံစံမျိုးတော့မရှိဘူးဗျ။ဒါကြောင့်လေပြည်သူလူထုတွေအနေနဲ့ကတော့ဟိုမသိနိုင်ဘူးဘုနော်။မသိနိုင်တဲ့အခါလုံခြုံရေးကလေကြောင်း NDA ကပို့ပြီးတော့ကြောက်စရာကောင်းတယ်။ပို့ပြီးတော့စိုးရင်ရတယ်။ဟိုစစ်ကောက်စီကဒီကလေကြောင်းနဲ့နေပြီးတော့လူတွေရဲ့စိတ်ပိတ်ဆက်ရာ ရောက်ပိတ်ဆက်ရာတွေကိုရှောင်းလန့်အပ်ဖြစ်နေတယ်။ အမတန်မှစိုးရင်စရာကောင်းတယ်။နှုတ်ဆုံးမှုဆိုတာပြန်မလဲလို့မသိဘူးတော့ကျွန်တော်တို့လိုပြည်သူတွေနေတာကတော့ပေရှင်လာပြစ်မှာလဲပေရှင်လိုင်းအတန့်တွေအတွက်ဘယ်လောက်ထိဆိုတဲ့ပုံစံမျိုးမှနေပြီးကျွန်တော်တို့တွေးပြီးတော့နေနေရတယ်ပေါ့နော်။ ပြီးခဲ့တဲ့မေလအတွင်းမှာလေကြောက်တော်မြို့နယ်ရေတိတောင်မြို့နယ်ထွန်းရွေရော်ဟောင်းကိုစစ်ကောင်စီတပ်ကဂျက်ဖိုက်တာနဲ့ဘုံးကျဲတိုက်ခိုက်ခဲ့လို့ဒေသခံပြည်သူအစုလိုက်အပြုံလိုက်တေဆုံးတဲ့ဖြစ်စဉ်တွေရှိခဲ့ပါတယ်။ဒါကြောင့်အရခတက်တော်အေးအေးအနေနဲ့ထိန်းချုပ်ဒေသတွေမှာလီချောင်းရအချက်ပေးစနစ်တွေအသိပညာပေးတာတွေကိုပို့ပြီးတော့လှုပ်ဆောင်တင်တယ်လို့တောင်းဆိုမှုတွေလည်းရှိနေပါတယ်။ရခိုင်မှာဆက်သွယ်ရေးလိုင်းအခက်အခဲကြောင့်ပေါတော်ဒေသခံတယောက်ရဲ့ဖြစ်ကြချက်ကို DWB သတင်းထောက်ကအတန်အစားတို့ဖတ်ကြားပေးထားပါတယ်။ အခုကလေချောင်းရံကမကြခနာဆိုသလိုတိုက်ခိုက်မှုရှိနေတယ်ဆိုတော့ဒေသဆိုင်ရာအဖွဲ့အစည်းတွေအနေနဲ့ရတိုင်းရွာတိုင်းမှာအချက်ပေးစနစ်တွေအလမ်းလိုပုံစံမျိုးတွေလှုပ်ဆောင်တင်ပါတယ်။တစ်ဖက်မှာလည်းအသိပညာပေးတာတွေလည်းလှုပ်ဆောင်ပေးတင်တယ်။ဘာလို့ဆိုမိုးရသည်ဆိုတော့လင်းရင်လာတဲ့အတန်လည်းမကြားရဘူး။ဒါကြောင့်ပို့ပြီးတည်ထားနေနေရပါတယ်ဒီကနေ့အချိန်ဒီသက်ဆိုင်ရာအဖွဲ့အစည်းတွေကလှုပ်ဆောင်ပေးတာမရှိတဲ့အတွက်လှုပ်ပေးဖို့တောင်းဆိုချင်ပါတယ် စစ်တပ်ရဲ့လူမဆန်တဲ့လောရဲ့ကျူးလွန်နေမှုအပေါ်ကန့်ကွက်ထုတ်ချပြီးနိုင်ငံတကာအတိုင်းအဝိုင်းတွေကိုလည်းထိရောက်စွာအရေးယူဆောင်ရွက်ပေးဖို့တိုက်တွန်းတောင်းဆိုသင့်တယ်လို့လူ့အခွင့်ရေးတက်ကြော့လှူရှားသူတွေကပြောပါတယ်။ဒီကြောင်းရံကိုကြိုတန်သိရတဲ့စနစ်တွေရှိတယ်ဆိုရင်တော့ဟိုဝေလို့ရတယ်ဆိုရင်တကယ်လို့နိုင်ငံတကာကဝေလို့ရလားဝေလို့ရတယ်ဆိုရင်တော့ဟိုတက်ဆန်ထားတာကောင်းတာပေါ့ဆိုတော့လက်တွဲမှာအဲ့ဒါတွေဖြစ်နေလားမဖြစ်နေလားဆိုတာက ဒီကာယကချင်အဖွဲတွေကအဲ့ဒီစေရင်နဲ့ပဲတက်တဲ့ဖွဲတွေကပိုတိမင်နဲ့တူတယ်ဆိုတော့အဲ့လိုမျိုးစနေရှိတယ်ဆိုရင်တော့ကောင်းတာပေါ့ပြည်သူလူထုအတွက်အကာအကွယ်တစ်ခုဖြစ်တာပေါ့ဟိုဘက်ကလင်းလာတာနဲ့ဒီဘက်ကအချက်ပြနေပြီဆိုရင်ပြည်သူလူထုကအားလုံးကိုယ့်နေရာယူလို့ရတာပေါ့နော်လင်းလာပေမဲ့လေသူသဖြင့်အဲ့ဒီဆက်ပေါ့ပြောမယ်ဆိုရင်တော်လရဲဖွဲတွေကဝေလို့ရနိုင်တဲ့လမ်းကြောင်းတွေရှိသလားပေါ့ရှိတယ်ဆိုရင်တော့အဲ့ဒါတွေထားနိုင်ရင်တော့အကောင်းဆုံးပေါ့နော် အေအေအနေနဲ့ငလျင်ဖေးကြောင်လူသားချင်းစာနာထောက်ထားရေးလုပ်ငန်းတွေကိုထိတိယယောက်ဆောင်ရွက်နိုင်ဖို့အတွက်ဇွန်လ2ရက်နေ့ကနေ30ရက်နေ့အထိခုခံကာကွယ်တာကလွယ်ပြီးထိုးစစ်ဆင်တိုက်ခိုက်မှုတွေပြုလုပ်မှာမဟုတ်ဘူးလို့ထုတ်ပြန်ထားပါတယ်တပတ်မှာစစ်ကောင်စီကလည်းငလျင်ကိုအကြောင်းပြပြီးအပြည့်ရဲ့တပ်တန်းထပ်မံတိုးထားပေမဲ့လေနိုင်ငံအနှံလေးချောင်းတိုက်ခိုက်မှုတွေမြင်းပြင်းထိုးစစ်ဆင်တာတွေစက်တိုက်ပြုလုပ်နေစေဖြစ်ပြီးအရသာပြည်သူထိခိုက်ဒေဆုံးမှုတွေကလည်းဇလက်မြင့်တက်နေစေဖြစ်ပါတယ်။ကျွန်မကကေခိုင်ပါ။ ဌာနငယ်မဲဆောက်မြို့မှာယင်းစည်းကမ်းလမ်းစည်းကမ်းတွေလိုက်နာကြဖို့ကြေညာခဲ့ပြီးနောက် e-bike battery bank တွေကိုထိုင်းရတပ်ဖွဲ့နဲ့ထိုင်းရှင်တဲ့ရဲတွေကဖမ်းဆီးနေပါဗျ။ဇွန်လ10ရက်နေ့ကနေဇွန်လ9ရက်နေ့ထိ e-bike battery bank စီးနှင်းသူအယောက်20ထပ်မံဖမ်းဆီးခံခဲ့ရပြီးအရေးသွေးမမီတဲ့ e-bike 5စီးကိုတော့အပီးပိုင်သိမ်းဆေးလိုက်တယ်လို့ဆိုပါဗျ။ကြိုတင်အတိပေးတာမရှိဘဲတတ်မှတ်ထားတဲ့ယင်းစည်းကမ်းလမ်းစည်းကမ်းနဲ့အညီမောင်းနေခဲ့ပေမဲ့ဖမ်းဆီးခံရရတာဖြစ်ပြီးဒဏ်ငွေဘတ်တထောင်ပေးခဲ့ရတယ်လို့ e-bike battery ဘိန်းစီးနည်းနဲ့အတွက်ဖန်ဆီးခံခဲ့ရတဲ့မြန်မာနိုင်ငံသားတယောက်ကပြောပါရယ်မဲဆောက်မြို့မှာရှိတဲ့ဈေးစတင်ကြောင်းနဲ့ဆေးရုံဆေးကန်းတွေကအစ highway လမ်းတွေကိုဖြတ်ပြီးသွားနေကြရတဲ့အတွက် highway လမ်းမှာ e-bike battery ဘိန်းစီးနင်းခွင့်မရှိဘူးဆိုရင်စီးဆရာနေရာကမရှိသလောက်ဖြစ်နေပြီလို့ဆိုပါရယ်ထိုင်းနိုင်ငံအာနာပိုင်တွေကရင်းစည်းကမ်းလမ်းစည်းကမ်းတွေကိုတင်းကျပ်စာကျင်ညာထားပြီးမလိုက်နာတဲ့သူတွေကိုထိထိရရအရေးယူနေတယ်လို့နှိဆက်သူတွေစီကနေသိရပါရယ်ခင်ဗျာ ဦးခန့်ကိုပြစ်ခတ်ခံခဲ့ရတဲ့ကိုလံဘီယာအထက်လွှတ်တော်မဲ့အတိုက်ခံသမရလောင်းမေခွဲဥရီဘေးကိုကနအိုးခွဲစိတ်ကုသမှုတွေလှုပ်ဆောင်ခဲ့ပြီးမှအသက်ကံတန်ခဲ့ပြီလို့ဇနီးတိုင်နဲ့စေယုံကထုတ်ပြန်ပါတယ်။အုံနောက်နဲ့အယုံကျော်ခွဲစိတ်မှုဘဘပောင်ခွဲစိတ်မှုတွေပြုလုပ်ခဲ့ပြီးမှအောင်မြင်ခဲ့ပေမဲ့အထူးကြက်မဲ့ကုသဆောင်မှာထားရှိနေရဆဲဖြစ်ပါတယ်။အသက်39နှစ်အရွယ်ဥရီဘေးဟာအတိုက်ခံလက်ရရင်ဒီမိုကရက်တစ်စင်တာပါတီရဲ့သမ္မတလောင်းအဖြစ်ရွေးချယ်ခံထားသူဖြစ်ပါတယ်။ ဇွန်လ၈ရက်နေ့ကပန်းချံတစ်ခုထဲမှာမဲဆွယ်နေချိန်မှာပြစ်ခတ်ခံခဲ့ရတာလည်းဖြစ်ပါတယ်။ပြစ်ခတ်သူဟာအသက်၅နှစ်မပြည့်သေးတဲ့ယောက်ျားလေးတစ်ဦးဖြစ်ပြီးကိုမမဂလော့ပုံစံပစ္စတိုကိုကန်ဆောင်ထားတယ်လို့ရှင်းနေကြုံရုံကထုတ်ပြန်ပါတယ်။အစိုးရကတော့ပူပေါင်းကြံစီသူ စေခိုင်းသူရှိမရှိစုံစမ်းနေစဲလို့ထုတ်ပြန်ထားပြီးတရင်ပေးသူကိုဒေါ်လာ8300အထိစုချေးပေးမယ်လို့ကန့်လန့်ထားပါတယ်။ 2026သမရရွေးကောက်ပွဲအတွက်မဲဆွယ်မှုတွေစတင်ဂါဇာကာလဖြစ်ပြီးဥရီဘေးဟာထင်ရှားတဲ့နိုင်ငံရေးမိသားစုကလာသူဖြစ်ပေမဲ့အနာရဖို့နောက်ခံပါတီအားကောင်းသူတော့မဟုတ်ပါဘူးခင်ဗျာ DVB ရုံးမြင့်တန်းကြားရဲ့နောက်ဆုံးရသတင်းတွေကိုရှုစားခဲ့ရတာပါအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာကျွန်တော်ကတော့ဇွဲတက်ပါ